ကဲဟိုရက်ကတော့ကကျွန်တော်ပို့တစ်ခုတင်လိုက်တယ်ဒီ29 30လကုံကန်နီးတောင်မှကျွန်တော်တို့ PSC network မှာငွေဘလောက်လွှဲကြလဲဆိုတာကိုအားလုံးပြတ်ထားတာအဲ့တော့အဲ့ဒီမှာအဲ့ဒီ TikTok တွေကပို့အောင်ပါကော Facebook ထဲမှာကောဝင်ကျင်လို့ဝင်ကျင်လို့လူတွေအများကြီးလာမှတ်နေတာတွေ့တယ်အဲ့တော့ဒီ PSC network ဆိုတာအားလုံးကိုကျွန်တော်ထပ်ရှင်းပြမယ်ရှင်းပြပြီးသားလူတွေတိလိမ့်မယ်ကျွန်တော်တို့ကပတ်စံယာယီတစ်ခုတည်းနဲ့လောက်ထားတာမဟုတ်ဘူး ျွန်တော်တို့နိုင်ငံအတွက်ကဘလောက်ထိပြည်သူတွေကပါဝင်ရအောင်လဲဆိုတာပြောလို့မရဘူးဒီနေ့လည်းပြီးရင်ပြီးသွားမယ်မနေ့ပြန်လည်းပြီးရင်ပြီးသွားမယ်နောက်တစ်နှစ်လည်းကြာချင်းကြာမယ်ဆိုတော့အဲ့ဒီဟာကိုရည်ရွယ်ပြီးလောက်တာဖြစ်တဲ့အတွက်စနစ်တစ်ခုတီးခိုင်အောင်ကျွန်တော်လုပ်ထားတယ်အဲ့ဒါကနံပါတ်1အလေအလွေမရှိအောင်ငွေတစ်ချက်တော့ဘယ်ကောင်မှခိုးလို့မရအောင်လုပ်ထားတယ်နံပါတ်2ဘယ်သူလူပုပ်ကဥဆောင်မှရတယ်ဆိုတဲ့အရာမရှိအောင် ဟိုထောက်ဖို့တွေရှိမှဆိုတဲ့ဟာမျိုးမလိုချင်ဘူးဗျာကျွန်တော်လည်းထောက်ဖို့တရားပဲဒီထောက်ဖို့ရှိမှဆိုတဲ့ဟာကအဲ့ဒီအခုဆိုထောက်ဖို့တွေနော်ဟိုလူနားရဒီလူနားရဆိုပြီးတော့အားငယ်ကြတယ်စိတ်ပြတ်ကြတယ်ဒါကြောင့်မလို့အဲ့ဒီပို့မှာကျွန်တော်ရေးလိုက်တယ်ထောက်ဖို့တွေနားတယ်လို့ဘလူပြောတယ်ပန်းဆဲလို့မနားဘူးနော်မယုံကြည့်လိုက်စတဲ့ဖြစ်ကျွန်တော်ပြောလိုက်တယ်အဲ့တော့ဒီ PSC network ထဲကိုဝင်ကျင်တဲ့လူတွေအနေနဲ့ PSC network ဆိုတာတယောက်ကိုငွေ200တွင်းရတယ်ထိုင်းဘတ်ငွေ200တလောက်နော် အစပြောမယ်ဆိုရင်အဲ့ဒီတလား200ငွေထဲဖို့အတွက်နံပါတ်1ကိုကိုတိုင်းသဘောတူပါတယ်ဆိုတာကိုလက်ခံနဲ့ပေါင်ပြရတယ်လူကိုတိုင်းရုံးမှလာဖြစ်ရင်ဖြစ်မဖြစ်ရင် online ကနေလိုအပ်တဲ့အချက်လက်တွေပေးပြီးတော့ပေါင်ပြရတယ်နံပါတ်1ကိုကိုတိုင်းကိုသဘောဆန္ဒနဲ့ဒီငွေကိုထည့်တယ်ဘယ်သူမှအတင်းအကျပ်ဖိအားပေးလို့ပါဝင်တာမဟုတ်ဘူးနိုင်ငံအတွက်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ကိုယ့်ကိုပါဝင်ခြင်းလို့ထည့်တယ်အဲ့တော့အဲ့ဒီပါဝင်လာတဲ့ငွေတွေအားလုံးရဲ့ 80ရာခိုင်နှုန်းကိုကျွန်တော်တို့ကပြည်တွင်းတိုင်းနဲ့ပြည်နယ်14ခုကိုမဲနိုင်ပြီးပြန်ချပေးတယ်30ရာခိုင်နှုန်းကိုကျတော့အဲ့ဒီ member ဝင်တွေတဲကအစည်းနဲ့တစ်ခုခုအခုမှတယောက်အစည်းနဲ့ဖြစ်နေဗာပြည့်မလို့ကျွန်တော်အပြည့်ဆုံးသတင်းမြောင်သေးဘူးเนาะအဲအဲ့လိုမျိုးအစည်းနဲ့တစ်ခုခုဖြစ်လာရင်ပြန်လဲကူညီပေးတဲ့နေရာမှာအတုံးပြုတ်ပေးတယ်ပို့လို့ရှိရင်နောက်လ80ရာခိုင်နှုန်းကိုပေါင်းပြီးတော့ရောချပေးတယ်အဲ့ဒီ PSC network ဆိုတဲ့အဲ့လိုတီထောင်စားစနစ်လေးလပြည့်စမကတ်ထုတ်ပေးတယ် စမကကမြန်မာပြည်ကနော်ခင်းဆက်ဆက်ကျွန်တော်ထုတ်ပေးလာတဲ့မှတ်ပုံတင်လို့စက်ကူမဟုတ်ဖိုင်ဘာပြားနဲ့တကယ်စမကကိုကျွန်တော်တို့ကောင်းကောင်းကိုစနစ်တကျလှုပ်ပေးထားတာအဲ့ဒီစမကရှိတဲ့လူတွေမှန်တဲ့အကူအညီတောင်းဝန်ရှိတယ်နော်အဲ့တော့အဲ့ဒီစနစ်မှာဝင်လာတဲ့ငွေကိုဘယ်လိုပုံစံကျွန်တော်တို့စီမံထားလဲဆိုရင်ကျွန်တော်က DPSC network ကိုတာဝန်ခံထားတယ်။ DPSC network ကကောင်းမွေစိုးမွေဒီကျွန်တော်ပေါ်မှာရှိတယ်။အဲ့တော့တာဝန်ခံထားမိမဲ့ မမဝင်တယောက်ကငွေဝင်လာမယ်နော်တလ200လွှဲမယ်200လက်ပုံလွှဲလို့လည်းမရဘူးရှော့လွှဲလို့လည်းမရဘူးစနစ်တစ်ခုကိုကျွန်တော်တွားနိုင်အောင်လို့အလေအကျင့်ဖြစ်အောင်လို့ကျွန်တော်ကြောင်လုပ်တာငွေလွှဲတာနဲ့ကျွန်တော်ကတာဝန်ခံငါခေါင်းဆောင်ပေါ့ဗျာရှင်းပြဟိုဘက်ခွေးခွေးတယ်လို့ပြောမှဆိုရင်တော့ဟမ်ငွေလက်ခံခြင်းလက်ခံလို့မရဘူးအဲ့ဒီလွှဲလာတဲ့ငွေကိုရုံးခွဲလက်ခံတယ်ငွေရုံးမှာငွေလက်ခံတဲ့အပိုင်းကိုတာဝန်ယူတဲ့စည်ရင်မှခံထားတယ် ြီးလို့ချင်းအဲ့ဒီသူတို့ကအဲ့ဒီငွေလက်ခံပြီးကိုယ်ပိုင်နံပါတ်ဘလောက်နော်ဘယ်ဘန်ကိုဘောင်ချာဆလစ်အဲ့ဆလစ်ကိုအပြင်မှာ print ထုတ်ပြီးတော့တနေ့စာတနေ့စရင်နေနဲ့ကျွန်တော်ကတာဝန်ခံဖြစ်တဲ့အတွက်ကျွန်တော်ကိုလက်မှတ်လာထိုးခိုင်းတယ်သူတို့ပေးတဲ့စရင်တွေကိုကျွန်တော်ကသူတို့ဆလစ်နဲ့လူဦးရေနဲ့စစ်ပြီးလို့ရှိရင်လက်မှတ်ထိုးပေးရတယ်အဲ့ဒီလက်မှတ်တာဝန်ခံလက်မှတ်ထိုးပလိုက်ပြီးတာနဲ့အဲ့ဒီစရင်ကိုစရင်တိုင်းတွေကကွန်ပျူတာထဲမှာထည့်ရတယ်သူတို့ကွန်ပျူတာထဲမှာထည့်လိုက်တာနဲ့အဲ့ဒီစမတ်ကတ်ရှိတဲ့လူတွေကကို ကတ်မှာပါတဲ့ QR code ကိုစကန်ဖတ်လိုက်တာနဲ့ကိုငွေစရင်ထဲဝင်ဝင်ကိုကိုတိုင်းစစ်လို့ရတယ်။ကဲဒီချက်ကောင်းတာပါရှိဦးမယ်။เนาะအဲ့တော့အဲ့ဒီစနစ်တိုင်းလောက်ထားဘယ်ခိုးပြန်ဘယ်ကောင်ခိုးမလဲကျွန်တော်ခိုးသားဟမ်ကြိုက်တဲ့ကောင်ခိုးလာခိုးပြအဲ့ဒီစနစ်မှာခိုးလို့ရရင်လာခိုးပြ နောက်ပြီးတော့ယုံတုံးစရိတ်တွေ budget တွေရှိမယ်။အဲ့ဒီယုံတုံးစရိတ်ဘတ်ဂျက်တွေကိုအခုဥပမာเนาะဘောမင်းတစ်ချောင်းဝယ်ရတယ် ဲ့ဒီဘောပင်ကစလစ်ပါမယ်ဆိုရင်စလစ်နဲ့ယူလာအဲ့ဒီစလစ်ကိုစရင်ကင်ကိုပေးရတယ်စရင်ကင်က print ထပ်ထုတ်တယ်ဘာလို့ဆိုစလစ်တွေဖျောင်းထားမလားကြာချိန်မခံဘူးပြတ်သွားမယ်အဲ့ဒီမူရင်းစလစ်နဲ့ print ထုတ်တဲ့စလစ်နှစ်ခုကို server နဲ့ညှက်ပြီးတော့လစဉ်အတုံးစိတ်စရင်ထဲမှာထည့်ရတယ်တစ်ဆယ်နှစ်ဆယ်ရစပြီးတော့ဘာကုန်တောက်ရီကုန်ဝင်တောက်ရီဖို့တောက်ရီလိုဟာမျိုးဆိုရင်စလစ်မရှိဘူးဒါပေမဲ့ဘယ်နည်းဘယ်ရကတောက်ရီတပုံးနော်ဘယ်နည်းဘယ်မှာတောက်ရီတပုံးထပ်ကုန်တယ် data အတိအကျ ဲ့လိုပုံစံမျိုးတိဆောက်ပေးထားတာဒါကြောင့်မို့လို့အခြားနိုင်ငံတွေကိုလည်းကျွန်တော်ဖြစ်စင်တာအခုကျွန်တော်ဒီတော်လှန်ရေးဟာရခိုင်နေအာတော်လှန်ရေးအောင်မြင်တယ်ရခိုင်နေပါဖြစ်တာဟာတော်ရခိုင်လူမျိုးတွေဗိုလ်ချုပ်ထုံးမြတ်နိုင်အောင်မြင်တာကိုတွားမပြောနဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်တယောက်တည်းတော်နေတာမဟုတ်ဘူးသူတို့ရခိုင်လူမျိုးတွေအကုန်လုံးတော်တာဘာဖြစ်လို့လဲဘယ်ရခိုင်လူမျိုးမှတော်လှန်ရေးအတွက်ပါဝင်ရတယ်လို့မငြီးဘူးသူတို့မရှိမစားပဲနေတယ်အဲ့ဒီတော်လှန်ရေးအတွက်ပါဝင်မယ်ကိုသူတို့လမ်းစဉ်ပုံမှန်ထဲ့တယ် ဒါအခုတော်လိုင်းဖြစ်မှကိုဒီမွန်ဗမာအခြားလူမျိုးတွေကအာတော်လိုင်းငွေထည့်ရကောင်းမှတိတာရခိုင်လူမျိုးတွေကရခိုင်တက်တော်အေးစတဲ့တီထောင်တဲ့ကတူတို့လမ်းစဉ်ချွေးနေစားတွေကအခုကျွန်တော်တို့ပြောသလိုပုံမှန်စနစ်နဲ့တို့ထည့်ကြတာအဲ့ဒီအတွက်တို့ရဲ့အဖွဲ့ကအားကောင်းတယ်စနစ်ရှိတယ်နော်ကိုကျိုးရှာတဲ့ကောင်တက်ပြက်တတ်တာ live ပေါ်မှာအားမချောင်းဟာဘယ်ကောင်ထောက်ဖို့ကခိုးတာဟိုထောက်ဖို့ကခိုးတာဘယ်ရခိုင်ပြောနေတာတွေ့ဘူးတယ်မရှိဘူးလားကျွန်တော်မြင်ရှိတယ်တဲ့ရှိဘယ်လိုလုပ်လိုက်ခါတဲ့ တ်မှတ်ထားတဲ့အတိုင်းပဲမကောင်းဘူးလားကဲအဲ့တော့ကျွန်တော်တို့ဒီဘက်ဒေါ်လာရေးမှတဲ့အခုလိုပုံစံဖြစ်ကနော်အခုလက်ရှိ MOD အောက်မှာတွားနေတဲ့ထောက်ပို့ကဏ္ဍဆို PRFC နော် PRF မှာလည်းခင်ဗျားကပြောတို့ကျွန်တော်တို့လူမျိုးတွေကလေပုံမှန်လင်းလင်းပြောရရင်ဗျဟိုကိုတွေ့အခွင့်ရေးဆိုတာကိုလိုချင်ကြတယ်အဲ့ဒါအဲ့ဒါနံပါတ်1ဘလောက်ပဲစွန့်လွတ်ပါတယ်ပြောပြောလူတယောက်ကလှစင် ထောက်ပို့ထည့်နေတယ်တခုခက်ခက်ဖြစ်လိုက်လို့ဘယ်ရောက်ရအောင်မှမတည်ဘူး blue argo ကိုအောင်မှမတည်ဘူးဆိုစိတ်ပြတ်သွား ဲ့တော့ကျွန်တော်ဒီ PSC ကိုဘာကြောင့်ကျွန်တော်ပြန်လဲကူညီပေးတဲ့အစီအစဉ်ကိုလုပ်ပေးထားဆိုကျွန်တော်တို့အစအထက်ကအလုပ်တမိုင်းနဲ့ပတ်သက်လို့နိုင်တဲ့လောက်ကူညီတယ်ဒါပေမဲ့ဒီတိုင်းရန်ကူညီမဲ့စားအခုလိုမျိုးစနစ်တကျလုပ်ပုံမကောင်းဘူးလားအခု DPSC ဆိုကျွန်တော်လုံးမမဟုတ်ဘူးကြိုက်တဲ့လူလားလို့အကုန်ဥဆောင်မှန်သူစနစ်တိုင်းလုပ် အဲ့တော့ဥပဒေကိုတတ်မှတ်ထားတဲ့စနစ်ကိုဖောက်ဖျက်ဥပဒေကိုဖောက်ဖျက်ပြီးမင်းအောင်နိုင်လူမျိုးပေါက်ပန်းလင်းစေဥဥပဒေဆိုတာဗစာတက်ရှိရချောက်ထုတ်ပြီးလှုပ်ချင်တဲ့လှုပ်မယ်ဆိုရင်တော့လေဘယ်ရမလာဖြစ်ကုန်မှာပေါ့နော်ဒါကြောင့်မလို့ PSD မှာပါဝင်တဲ့ member ဥည်ရဟာလေစပါတဲ့အတိုင်းကိုမလျော့ပဲတဲ့ပုံမှန်ကျွန်တော်တွန်းနေနိုင်တာဒါတောင်မှမြေပြင်မှာအခုဒါ line ပေါ်မှာနေတလောက်ဝင်မဲ့လူရှိတယ်နော်မြေပြင်မှာကျွန်တော်ကိုယ်တိုင်ဆင်းပြီးတော့ဖောင်နေလက်ခံမယ်ဝင်ကျင်တဲ့လူလက်ခံမယ်ဆိုတပုံကြီး ဒါကြောင့်မို့လို့ကျွန်တော် IMG အစိုးရပါဝင်တော်လိုင်းဘက်မှာပါနေတဲ့လူတွေကိုပြောတာကျွန်တော်အခုတိုင်းရင်းတပ်ဖွဲ့တွေလာလာပြီးတော့အကူအညီတောင်းကြတယ်ရှာပေးမယ်ခိုင်းမယ်ခိုင်းကျွန်တော်ခိုင်းဒါပေမဲ့ကျွန်တော်လုံခွင့်တော့ပေးလေလုံခွင့်ဆိုတော့ပါတယ်ကျွန်တော်အခုမြေပြင်မှာဆင်းပြီးတော့ထမ်းမဲ့ပြည်သူတွေလည်းအစင်းသိရှိတယ်ကောက်ပေးမဲ့လူတွေရှိတယ်ကဲတော်လိုင်းရင်းကိုငွေကိုလူတသိန်းပဲကျွန်တော်ထိုင်းမှာစုတလောက်ဘက်ငွေ300နည်းနည်းလေးမဟုတ်ဘူးနော်ဒါမဲ့အဲ့လိုလုပ်ဖို့အတွက်လုတ်ပိုင်ခွင့် ရှိဖို့လိုတယ်အခုကျွန်တော်လုပ်နေတဲ့အရာဒီကျွန်တော်အားကျွန်တော်ကိုးပြီးတော့ကျွန်တော်တိဆောက်ပြီးတော့ကျွန်တော်ကျွန်တော်အတိုင်းဝိုင်းကိုဖန်တီးပြီးတော့ယက်တည်တာနော်ရှင်းတော့အမိုက်ခံပြီးယက်တည်တာတချို့တောင်ပြောဒီကောင်ဆောက်ယူမိုက်ယူရေလှုပ်ရှင်နေလှုပ်တယ်မကြောက်မလန့်ဆိုတော့ဟာလူပဲကြောက်တာဗောကဆောက်ယူမှာမဟုတ်တာဟမ်မကြောက်ပဲနေမလားဒါပေမဲ့ငါတို့ရှောက်တဲ့လမ်းရဲမော်နေတော့အရှင်းမှာအသေးခံပြီးတော့ကြည်စံချမ်းမှာတိုက်တာငါရောဒီဟာကိုဖမ်းကတိမှာစီးကတိမှာကြောက်ပြီးတော့မလုပ်ရင် မတော်လိုင်းဆိုအားတစ်ခုယော့ရတာဖတ်တယ်မဟုတ်တယ်နော်အဲ့တော့မင်းပါကောင်လည်းမသိကိုယ်လည်းပါကောင်မဟုတ်ဘာကောင်မှမဟုတ်တဲ့လူတွေစုလိုက်ရင်အကောင်ကြီးဖြစ်သွားတာအဲ့ဒါကျွန်တော်ကျွန်တော်လိုချင်တာအဲ့ဒါကျွန်တော်လည်းပါကောင်မှမဟုတ် PSC တွေကိုဝင်တဲ့လူတွေလည်းဘာလကောင်မှမဟုတ်အားလုံးကပြည်သူတွေဒါပေမဲ့အဲ့ဒီဘာကောင်မှမဟုတ်တဲ့လူတွေတို့ညီညီညာညာစုလိုက်ရင်အဲ့ဒီဘာကောင်ကြီးပါဆိုတဲ့မအေလို့အရှိုက်ကြည့်အောင်ကျွန်တော်လုပ်နိုင်တယ် ဲ့ဒါကျွန်တော်ခံယူချက်ပဲဒါကြောင့်မလို့ဒီတော်လိုင်းအိမ်မှာစီးလုံးမှာညီညွတ်မှာပြောတာအဲ့ဒါဒီ PSD စနစ်ကအင်မတန်ကောင်းတဲ့စနစ်ဘာဖြစ်လို့လဲတော်လိုင်းဘလောက်ကြာလို့ကြာမှန်းလည်းမသိဘူးဘလောက်ပဲကြာကြာနံပါတ်1ထဲ့ဝင်တဲ့ပြည်သူမထိခိုက်ပါဘူးတလားမှာထိုင်းဘက်ငွေ200ဗျာမထက်နိုင်ဘူးလားနော်ဒီငွေရလဲကိုနေ့ကပြောဘယ်ထောက်ဖို့မှခိုးလို့ရတဲ့ငွေမဟုတ်ဘူးနော်တကယ်တော်လိုင်းရို့စိတ်ပါတဲ့လူတိုင်းဟာကိုထဲ့တဲ့ငွေတော်လိုင်းရို့ကျင်းနေရောက်လို့ဆိုတာတိနေတယ်နော်ကိုစီးပွားရေးလည်းမထိခိုက်ဘူးကိုလုံးကိုလုံးနေမယ် ကိုယ့်ကိုလက်သာထုတ်မယ်တလကုံအားလို့ဘတ်ငွေလေး200ထည့်လိုက်နော်နောက်တစ်ခုကတခုခု accident ကိုဖြစ်လာတယ်တမ်းမကြီး accident လို့ကောင်ဖြစ်လာတယ်တပေါင်းနဲ့မပိုးတဲ့ budget ငွေကြေးတိကူညီပေးလို့ရတယ်နော်ခုနကပြောလို့ပေါ့လူဆိုတာလက်တော့မဖြစ်လာဘူးပြောလို့မရဘူးဆိုတော့ဒါမျိုးတွေအဲ့တော့ထဲတဲ့နေရာမှာလဲလူအခုဆိုရင်ကျွန်တော်တို့ပြီးရဲ့ union brother မှာ900 1000 1000ထည့်တဲ့လူတပုံးကြီးလူတယောက်ထဲနဲ့လင်း900ထဲထဲမဲ့အတူတူကျွန်တော်တယောက်ကို200နဲ့လူညီညီညာညာနေထဲလိုက်ရင်ထဲတဲ့ပြည်သူလည်းမထိခိုက်ဘူး တော်လှန်ရေးအတွက်လည်းလူတသိန်းစုမိကျွန်တော်300ရပါမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်မှာအဓိကပြောချင်တာကစနစ်တကျပေါင်ဝင်ပေးကြပါပို့လဲမထက်ပါနဲ့စေတနာကောင်းပြီး200ထက်ပို့မလို့နဲ့ကျွန်တော်တို့စနစ်တစ်ခုပေါင်ထဲမှာကျွန်တော်တို့ဒီစီကန်းနဲ့တကွညီညီညာညာတွားတတ်တဲ့အလေးကျင့်လေးကိုဖြစ်အောင်ဒီ PSC မိသားစုကိုတိဆောက်ထားတာပါဒါကြောင့်မလို့ပေါင်ဝင်ခြင်းတဲ့လူတွေအခုကျွန်တော်ပုံပြထားတဲ့ PSC network page follower နဲ့ follower 50k အတိရှိနေပါပြီလောလောဆယ်เนาะဆက်တိုးရင်လည်းတိုးမှာပေါ့အဲ့တော့အဲ့ဒီ pay ရဲ့ messenger တစ်ခုတည်းကနေလက်ခံရပါတယ်အဲ့ဒါမှမဟုတ်ရင်ယုံမှာလက်ခံပါတယ်အဲ့နှစ်နေရာပဲလက်ခံခွင့်ရှိတယ်ကျွန်တော်ရဲ့ personal account တွေရဲ့လက်ခံခွင့်မရှိဘူးဒါကြောင့်မလို့ပါဝင်ခြင်းတဲ့လူတွေအဲ့ဒီ pay messenger ကနေတွားပြီးတော့လိုအပ်တဲ့အချက်လက်ပေးပြီးတော့ member ဝင်ပြီးတော့လက်စင်ထည့်နိုင်ပါတယ်เนาะ